ဟုတ်ကဲ့ပါအခုမြင်တွေ့ရမှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမန္တလေးဘက်မှကုမဲမြို့ကိုသွားတဲ့လမ်းအဝင်တရားကြီးပဲဖြစ်ပါတယ်ဒီတရားကြီးဟာဆိုရင်28ရက်3လ2025စကိုင်းပြည့်၍ဂလင်မှာပြိုကျပျက်စီးသွားတဲ့တရားကြီးပဲဖြစ်ပါတယ်ကုမဲမြို့ဟာဆိုရင်ပြက်ခရွေတောင်းကင်တာဆေပိုလင်းကူစတဲ့အထင်ကြီးက နေရာများတရှိတဲ့ဒုတိယမြို့လည်းဖြစ်ပါတယ်။ဒီငလင်မှာတော့လူတေပြောက်ရှိတဲ့အပြင်မြို့မှာရှိတဲ့အထင်ကြီးကဖျားကြီးနဲ့ဆိုလည်းခုဗီဒီယိုမှာမြင်တဲ့အတိုင်းပေါ့နော်။ပြိုကျပျက်စီးသွားတာကိုဝမ်းနည်းပွဲတွေ့မြင်ရပါဖြစ်ပါတယ်။ ठी တော့မကြသေးခင်ကမှတင်ထားတဲ့ဇေဒီဟာဆိုရင်လေစိန်ဘူးတော်ကနေစပြီးတော့ထိခိုက်ပျက်စီးသွားတာကိုဆက်လက်ပြီးတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ new challenges travel management solution base car ဆိုရင်မြန်မာနိုင်ငံအနှံ့ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဖျားများကိုထပ်မံစီစဉ်ရိုက်ကူးတင်ဆက်ပေးသွားမည်ဖြစ်ကြောင်းအတိပေးကြောင်းကြားအပ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဆောဆောကပြောခဲ့တဲ့စိတ်ဘူးတော့ကြိုးကြသွားတဲ့စီရုံမြကြီးပဲဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့ရဲ့အစီအစဉ်များကိုလည်းစောင့်မကြည့်ရှုပေးဖို့ကြားဖို့အတွက်ဒီနေရာကနေ မြေတားရခိုင်တိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ